ဖတိမတမန်ဒီတို့စာရကဘလောက်အနေအများတလဲဆိုတာပြောလာတဲ့ဆရာဝန်တူပြည်သူများလုံးမင်္ဂလာပါရှင့်ဘောမီစနောင်းကနေပြလဲကြိုဆိုလိုက်ပါတယ် အခုချိန်အင်တာနက်ပေါ်မှာမြန်မာတနိုင်ငံလုံးနေပါခေစားနေရကတော့မန္တလေးမြို့ကဖတ်တီမတက်မြာတီတုတ်ဖြစ်ပါတယ်။အခုဆိုရင်ဖတ်တီမတက်မြာတီတုတ်ကမန္တလေးမြို့မှာဒါမကမြန်မာတနိုင်ငံလုံးအထိနာမည်ကြီးရေပန်းစားနေရာချောင်းလူတွေကဖတ်တီမတက်မြာတီတုတ်ကိုမန္တလေးမြို့ထိတောင်မှတကူတကသွားရောက်ပြီးတော့စားတောက်နေကြပါတယ်။အခုဆိုရင်တော့ဖတ်တီမတက်မြာတီတုတ်ကြောင့်ပဲရန်ကုန်မြို့ကမာကြီးတွေကလုံးဆယ်လီတွေတောင်မှပဲတက်မြာတီတုတ်ကိုရောင်းချနေတယ်လို့လူတိုင်းနေပါလဲစားနေကြပါတယ်။အခုဆိုရင်တော့နာမည်ကြီး ြက်လီတွေတောင်တံမြက်လီတုပ်ကိုစားပြနေကြပါပြီ။ ဒါပေမဲ့လည်းအခုခါမှာတော့လူတွေကဖတ်တီးမတမရရီတုတ်ကအနီးရဲ့များပုံကိုနိုင်ငံခြားကဆရာဝန်တယောက်ကတတိပေးလာခဲ့ပါတယ်။အဆိုပါဆရာဝန်ကတမရသည်ဆိုတာကအစ်စ်အချင်တက်ဖြစ်တယ်လို့ဆိုပါတယ်။ဒါကြောင့်လူတယောက်စားနိုင်တဲ့တမရသည်ပမာဏကတမရသည်တစ်ချံအများဆုံးတမရသည်တစ်လုံးဖြစ်တယ်လို့ဆိုပါတယ်။ဒါပေမဲ့လည်းအခုချိန်မှာတော့လူတွေကတမရသည်အလုံးပေါင်းများစွာကိုစားပြနေရဖြစ်ပါတယ်။အခုချိန်မှာမန္တလေးမြို့ဥပိန်တရာဘေးနားလေးကရောင်းချနေတဲ့ဖတ်တီးမအချင်ပေါင်းကနှစ်တွေအကြာကြီးရောင်းလာခဲ့ပေမဲ့ အခုချိန်မှာရုတ်တရက်ကြီးနာမည်ကျော်ကြားလာခဲ့ရဖြစ်ပါတယ်။ဖတ်တီမရောင်းချခဲ့တဲ့တံမြာတိကတော့အခွန်ခွာထားတဲ့တံမြာတိအလုံးလိုက်ကိုအငန့်တက်ပူပူတသားပါတယ်။အနစ်များများနဲ့ချင်းချင်းငန်ငန်ဆက်ဆက်လေးရောနေပြီးတော့ရောင်းချတာဖြစ်ပါတယ်။အထူးသဖြင့်ဖတ်တီမတံမြာတိတုတ်ကပုံမှန်တံမြာတိတုတ်တွေထက်အနစ်ကအဆက်ဟတ်တဲ့အားကြောင့်တမှုထူးပြီးတော့လူကြိုက်များနေရလို့ဆိုရမှာပါပဲ။ဒီလိုမျိုးစားကောင်းတာကြောင့်လည်းမတ်တိန်ကင်ဝင်းခေါ်ဖတ်တီမရောင်းချတဲ့တံမြာတိတုတ်ကိုဝယ်ရဖို့တတနိုင်ကျော်နီးပါလူတန်းစီပြီးတော့ ဆောင်ရတယ်လို့စားသုံးသူတွေကပြောကြပါတယ်။တန်းစီရတဲ့လူတွေကတော့အယောက်200ကျော်လောက်ရှိရလို့လည်းသိရပါတယ်။အခုဆိုရင်တော့မန္တလေးမြို့ဥပိန်တံတားမှရောင်းချနေတဲ့မတ်တိန်ကီဝင်းရဲ့အတုပ်ကိုတနေ့ကို5-6သိန်းဖို့ထိရောင်းချနေရတယ်လို့သိရပါတယ်။အခုခါမှာတော့နိုင်ငံသားကဆရာဝန်ကြီးတယောက်ကလူတယောက်ဟာအဆစ်တက်လွန်ခဲ့တဲ့တမယာသီးတွေအများကြီးကိုစားသုံးမိရင်အစာရင်အချင်ပေါက်ပြီးတော့အသက်အန္တရာယ်ရှိနိုင်တယ်လို့ဆိုပါတယ်။မဖြစ်ရင်မဖြစ်ဘူးဆိုပေမဲ့ဖြစ်လာရင်တော့အသက်အန္တရာယ်ရှိရာကြောင့်ဖက်တီးမတမယာသီးတို့ပါဝင် ဘယ်တံမြန်ဒီတော့ကိုမစုံစင်စင်ချင်းချင်းစားကြဖို့အတွက်တိုက်တွန်းလာပါတယ်။ဒါအပြင်တချို့လူတွေကတော့ဖတ်တီမတံမြန်ဒီတော့ဟာစားသုံးသူတွေအတွက်တော့တန်ရှင်းမှုမရှိဘူးလို့ဆိုပါတယ်။ဖတ်တီမတံမြန်ဒီကရောင်းအားတက်လာတာကြောင့်အားကျစရာကောင်းပေမယ့်တစ်ဖက်မှာကြည့်လိုက်မယ်ဆိုရင်တော့ဝေဖန်ခြင်းစရာတွေရှိနေခဲ့ပါတယ်။ တနေ့တော့ကဆိုရင်လည်းဘလို့မျိုးကြိုချထားလဲမသိတဲ့ငပိရီတွေကတမ်းရသီးပေါ်ကိုဝက်စာပုံးကြီးနဲ့ထည့်ပြီးတော့လောင်းချနေတဲ့ပုံစံကတကယ်ကိုမှဆေးပြက်စရာကောင်းနေခဲ့ပါတယ်။တည်တည်ကြကြတသက်ရည်ရည်နဲ့ရောင်းချရမှာဖြစ်ပေမဲ့လည်းအခုကတော့လူကအယမ်းများလာတဲ့အတွက်ဖြစ်တယ်လို့ပုံစံနဲ့ရောင်းချလာခဲ့ရကိုတွေ့ရပါတယ်။ဝယ်ယူသူတွေများလာတဲ့အခါမှာတစ်ဖက်ကလည်းအချိန်မီရောင်းချနိုင်ဖို့အတွက်ပြင်ဆင်နေတဲ့နေရာမှာတန်ရှင်းမှုတွေကအားနည်းလာခဲ့ပြီးတော့လိုအပ်ချက်တွေများစွာရှိလာခဲ့ပါတယ်။ဒါကြောင့်ရှိရှိနေကြတဲ့သူတွေအနေနဲ့က ဒီလိုမျိုးတာရှင်းတည့်ရမှုအားနည်းလာတဲ့ဖက်တီးမအချင်းပေါင်းကိုဝယ်ယူစားသုံးဖို့မတင်တော်ကြောင်းပြောလာခဲ့ကြပါတယ်။ တကယ်ဆိုရင်အခုလိုမျိုးလမ်းဘေးမှာဖုန်တွေတဲတွေနဲ့တန်ရှင်းတန်ရမှုမရှိဘဲရောင်းချနေတဲ့ပုံစံကကျန်းမာရေးဌာနကတေချာစွာနဲ့စစ်ဆေးတဲ့နယ်လို့ပြောနေကြပါတယ်။အခုချိန်မှာဆိုရင်တော့နေရာဒီလည်းရောက်ရှိလာပြီဖြစ်တာကြောင့်နေတွေကအရန်ပူနေပြီးတော့လေတွေကလည်းအရန်တိုက်နေကြရပါဒီလိုချိန်မှာတံမြာသီးလိုမျိုးအချင်းကြီးကိုငပိရီတွေငရုတ်သီးတွေနဲ့တွဲဖက်စားသုံးတဲ့အခါမှာဝမ်ပြက်ဝမ်းလျှောယောဂတွေလည်းဖြစ်ပေါ်စေနိုင်ပါသေးတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောကျန်းမာရေးနဲ့မညီညွတ်တဲ့ဖတ်တီးမှတံမြာသီးတို့ပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေ ကိုပြောသွားခဲ့ပါအောင်ရှင်အစောနှစ်ကြည့်ရှုပေးရတဲ့အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရရှင်